ယနေ့အော်တိုဘာလ22ရက်ဗီဗီယန်ရဲ့ပြည်တွင်းပြပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နေရီကန်ဗျူဟာကုန်းကနေဗရန်တက်နယ်အတွင်းကိုစုခွာလာကြတဲ့စစ်ကောင်စီတပ်သားတွေကိုအေအေနဲ့ပူပေါင်းတပ်တွေကလိုက်လံရှင်းလင်းနေတဲ့သတင်းကိုသတင်းတောင်းနိုင်နိုင်မှပေးပို့ထားပြီးဥထုံးမှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေတိုင်းအမ်ပရန်လမ်းမရှိနေရီကန်လေကြောင်းရံကာကွယ်စခန်းဗျူဟာကုန်းရဲ့လက်ကျန်စခန်းတွေကနေ ဗရန်တန်းရဲ့အတွင်းကိုစုတ်ခွာလာကြတဲ့စစ်ကောင်စီတပ်သားတွေကိုအေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေကလိုက်လံရှင်းလင်းနေတယ်လို့တော်လိုင်းရင်တပ်ဖွဲ့တွေစီကသိရပါတယ်။နယ်ရေကန်လေချောင်းရံကာကွယ်ရေးစခန်းကိုအရခတ်တပ်တော်အေအေနဲ့ပူးပေါင်းမဟာမိတ်တပ်တွေကစစ်ကောင်စီတပ်ရဲ့လေချောင်းနဲ့တိုက်ခိုက်မှုကြားကနေတချို့တဝက်ကိုတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပြီးကြံရှိနေသေးတဲ့စခန်းတွေကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။နယ်ရေကန်ဗျူဟာကုန်းစခန်းမှာစစ်ကောင်စီတပ်ရဲ့လက်ကျန်စခန်းဖြစ်တဲ့ ခမောက်တောင်စခန်းတစ်ခုသာကြံရှိနေတော့တာဖြစ်ပြီးအေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေကလည်းအဲ့ဒီစခန်းကုန်းကိုတိမ့်ပိုက်နိုင်ဖို့အတွက်ထိုးစစ်အချိန်မြင့်တိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်သားတွေဟာလည်းအဆိုပါစခန်းကနေဗရန်တက်နယ်အတွင်းကို ကစင်ကလေးအားထွက်ပြေးနေကြတာဖြစ်တယ်လို့တော်လိုင်းရင်တပ်ဖွဲ့ဝင်တဦးက BBN ကိုပြောပါတယ်။နယ်ရီကန်ပြူဟာကုမာတော့ခမောက်တောင်စခန်းတစ်ခုသာကြံရှိတော့တာပါ။အဲ့ဒီစခန်းလဲဘယ်နေပေရှိမှကြားမလဲတော့မပြောတတ်ပါဘူး။ ဒိုလန်ရဲ့တဲဖွင့်ဝင်တွေကလည်းအဒီစကန်ကိုအနှင်းကဲဆောက်ချစ်တိုက်ခိုက်နေကြတာပါဒီတော့စိတ်ကုန်စီတက်တဲ့ဟာအဒီစကန်ကနဲ့ပဒန်တဲနယ်ကတဲယောင်းတွေကိုစောက်ခွာလာမှုတွေရှိတော့အေနဲ့ပူပေါင်းတဲတွေကလက်လံရှောင်းလောင်းနေကြတာပါအေအေနဲ့ပူပေါင်းတက်ဖွဲ့တွေဟာနိုင်ရေကန်ဗျူဟာကုန်းစကန်ကိုတချို့တဝက်သိမ့်ပိုက်ပြီးနောက်ကပါစာ၁၄ဆက်ယုံနဲ့၆မိုင်ကွာအမ်ဘရန်လမ်းဆောင်မှာရှိတဲ့ပြင်းဝဆစ်စင်ရေးဂိတ်နဲ့တာယာကုန်းကျေးရွာနီးနားမှာရှိတဲ့စစ်ကောင်စီတက် ကာကင်းစခန်းတွေအများအပြားတိုးချဲ့ဆောက်လုပ်နေတာတွေကိုတွေ့ရပါတယ်။နိုင်ရီကန်ပြူဟာကုန်းမှာကြံရှိခဲ့ကြတဲ့စစ်ကောင်စီတပ်သားတွေကအဲ့ဒီအမ်ပရန်လမ်းဆောင်မှာရှိတဲ့ပြင်းဝစစ်စင်ရေးဂိတ်နဲ့တာယာကုန်းကျေးရွာကကာကင်းစခန်းတွေကိုထွက်ပြေးလာတာကြောင့်အေနဲ့ပူပေါင်းတပ်ဖွဲ့တွေကဖိုက်တာကုန်းနဲ့ဂုတ်ကြီးကျေးရွာဘက်ကနေပိတ်ဆို့ဖြတ်တောက်လိုက်လံရှင်းလင်းနေရတာဖြစ်တယ်လို့သိရပါတယ်။နိုင်ရီကန်ကုန်းမှာပတ်စတွေအများကြီးပဲသူတို့ကစစ်မတပ်ချင်းတို့ထွက်ပြေးနေတာပုံများတယ် ီးတော့စစ်ကောင်စီကလင်ကြောင်းကိုတုံးပြီးတော့အချီးပန်းတွေကိုလက်ချက်စကန်နေတန်းတက်နေမှာရှိရတဲ့ရင်းတွေကိုပုတ်နေတယ်လို့သိတယ်။ချီးပန်းတို့ကြာကယ်ပြီးအငွေပန်းတွေတော့ထားခဲ့တဲ့သဘောပေါ့ဗျာ။လက်ရှိအရက်ကတက်တော် AA နဲ့ပူပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေးတိုင်းတွင်းက Ambran Land ဘိုင်းမှာတော့နိုင်ရည်ကန်ဘျူဟာကုန်းစကန်တစ်ခုသာကြန့်ရှိတော့တာဖြစ်ပြီး Brand တက်နေမှာအမှတ်935 အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်အမှတ်305အမြောက်တရင်နဲ့အမှတ်439အမြောက်တရင်တို့ရှိနေသေးတယ်လည်းဖြစ်ပါတယ်။နေရီကံပြူဝကုန်းတိုက်ပွဲတွင်းမှာကစင်ကလေးရထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်းအေအေကလက်ရဖမ်းဆီးမှုတွေရှိနေတယ်လို့လမ်းပြူထောင်အလင်းဝင်ရောက်မှုတွေလည်းဇက်တိုက်ရှိနေတယ်လို့လည်းအရခတ်တပ်တော်အေအေကပြီးခဲ့တဲ့အော်တိုဘာလ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဗရန်တက်နယ်တွင်းရှိတန်ရင်းတွေအနီးမှာလဲကပ္ပစ14စိတ်ယုံတည်ရှိနေတာဖြစ်ပြီးလက်ရှိအေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ရောက်နေတဲ့ဂုံကြီးကျေးရွာနယ်ဆိုခုနမိုင်ကန်းသာကွာဝေးတော့တာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ရဲ့ကပ္ပစ14စိတ်ယုံဟာမကွေးတိုင်းပွင့်ဖြူမြို့နယ်အတွင်းမှာတည်ရှိနေတာဖြစ်ပြီးဆက်လက်နဲ့ပစ္စည်းထုတ်ဖို့အတွက်အဓိက gas ဖြည့်ပေးရတဲ့စိတ်ယုံတစ်ခုလည်းဖြစ်ပါတယ်လက်ရှိအရခတ်တပ်တော်အေအေနဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေးတိုင်းမှာစစ်ကောင်စီတပ်ရဲ့ဆက်လက်နဲ့ပစ္စည်းထုတ်လို့ရေးကပ္ပစ14ယုံရှိနေတာဖြစ်ပြီး ထဲမင်းလာမျိုးနယ်မှာကပ္ပစ2 103စမောင်ဝဲမျိုးနယ်မှာကပ္ပစ8တရဲမျိုးနယ်မှာကပ္ပစ12ပွင့်မြူမျိုးနယ်မှာကပ္ပစ14အောင်လံမျိုးနယ်မှာကပ္ပစ15နဲ့ဆခွန်တောင်တွင်းကြီးမျိုးနယ်မှာကပ္ပစ18စီတုဒ္ဒရာမျိုးနယ်မှာကပ္ပစ20စိတ်ဖြူမျိုးနယ်မှာကပ္ပစ21နဲ့22ရောက်ကမျိုးမှာကပ္ပစ23ပေါင်းမျိုးနယ်မှာကပ္ပစ24လောင်းရှည်မျိုးနယ်မှာကပ္ပစ25စိတ်ယုံတို့ရှိနေကြတာလေ ဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖားကတ်မြို့မှပြန်ဆုတ်လာတဲ့စကားကတော့လက်အောက်ခံတပ်တွေငိုကောင်းမှာအခြေပြုပြင်ဆင်မှုတွေပြုလုပ်နေတဲ့သတင်းကိုကိုမင်းတော်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကတ်မြို့မှာပြန်ဆုတ်လာတဲ့အစကခ3လောက်အောက်ကစစ်ကောင်စီတပ်သားတွေကိုမိုးကောင်းမှာပြန်လည်အခြေပြုစေပြီးစုဖွဲ့ပြင်ဆင်မှုတွေပြုလုပ်နေရလို့သိရပါဗါးဖားကတ်မြို့နယ်အတွင်းစစ်ကြောင်းထူရမှာစစ်ကောင်စီအနေနဲ့ တမ33နဲ့စကခ3လုံးမှစစ်အင်အားတွေကိုအဓိကအသုံးပြုကာထိုးခဲ့ခြင်းဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာလဒုတိယပတ်မှစကစကခ3လက်အောက်ခံတပ်တွေကိုဖားကတ်မြို့မှပြန်လည်ထုတ်နှုတ်ခဲ့တယ်လို့သိရပါတယ်။ဆိုပါစကခ3လက်အောက်ခံအင်အား400ကျော်ပါတဲ့စစ်ကောင်စီတပ်သားတွေကိုဖားကတ်ကာမိုင်းလမ်းမှတဆင့်စကခ3အခြေဆိုင်ရာမူကောင်းမြို့ကိုပြန်လည်ဆုတ်ခွာစေခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်စစ်ကြောင်းအတွင်းပါဝင်တဲ့အချို့စစ်တီတွေကို လူပြောင်းလဲပြုတ်လုပြီးရတော့မိုးကောင်းမြို့ဟောင်းရှစ်မိုင်လမ်းဆုံမှာရှိရဲ့စက်ပစ်ကွင်းလေးချင်ရေးမှာနေရာချကပြန်လဲပြင်ဆင်စုဖွဲ့မှုတွေပြုတ်လုံနေရလို့လည်းသိရပါဗျ။ဖားကန်ကနေပြန်ဆုတ်လာတဲ့ဖွဲ့ကစကားခါ3ရက်တက်တွေပါဗျ။ကာမိုင်းဖားကန်ကနေမိုးကောင်းအောင်ပြန်ဆုတ်တာပေါ့။ပြီးတော့သူတို့လူချင်းပြောင်းနည်းနည်းလုပ်ပြီးအခုရှစ်မိုင်လမ်းဆုံကစက်ပစ်ကွင်းလေးချင်ရေးဆောင်မှာရှိပါတယ်။ပြန်ပြီးစုဖွဲ့ပြင်ဆင်နေတဲ့သဘောပေါ့ဗျ။ဒါအပြင်အဆိုပါစစ်ကြောင်းတွေအတွင်းကိုစားမော်ခြေဆိုင်ခမရ383နဲ့ 384တို့မှပြည်သူစစ်တင်နှန်းစင်တက်သားတဲ့အများပြားလဲထမှန်အင်အားဖြစ်တင်ထားတယ်လို့လည်း၎င်းမှဆက်ပြောပါတယ်။ခုကအဲဒီမှာနေတဲ့စစ်ကြောင်းတွေကိုစောင်းမော်က383နဲ့384ကိုစစ်မှုတွေတက်သားတွေထပ်ဖြည့်ထားတယ်။အင်အားထပ်ပေါင်းပေးထားတာမျိုးပေါ့။ဒါတွေမကပြင်ဆင်စုဖွဲ့ထားတဲ့စစ်ကြောင်းတွေအပါစစ်အင်အား400ကျော်ဖြစ်မိုးကောင်းမြို့အင်ဂျင်ကုန်းချောင်းဝလမ်းပိုင်းမှာတက်စင်တော်လိုင်းရင်အားစုတွေရှိရာကိုထိုးစစ်ဆင်ဖို့ဆောင်ရွက်နေတယ်လို့လည်းသိရပါဗါးစစ်ကောင်စီအနေနဲ့ဖားကတ်မြို့နယ်အပါ ကချင်းပြည်နယ်အတွင်းရှိတော်လန်ရေးအင်အားစုတွေအားကောင်းရာဒေသတွေကိုစစ်ကြောင်းထိုးရမှာစစ်မှုရန်တင်နန်းစင်းတွေနဲ့ရှမ်းနီပြည်သူစစ်အင်အားတွေကိုပါအသုံးပြုပြီးစစ်ကြောင်းထိုးတာတွေပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှိမိုင်းငေါမြို့ကိုစစ်ကောင်စီတပ်မှလေကြောင်းကနေလာရောက်ပုံကျချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအူးအမျိုးသမီးတူတေဆုံးသွားခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF TNNA ကထုတ်ပြန်ထားပါတယ်။ အော်တိုဘားလာ20ရက်နေ့ည8:00နာရီ3မိနစ်ဝန်းကျင်ကစစ်ကောင်စီဟာမိုင်းငေါမြို့မြို့မစေအင်းဤကို Jet Fighter နဲ့ပေါင်150ဘုံးနှလုံးလာရောက်တဲချခဲ့သောကြောင့်အမျိုးသားတဦးအမျိုးသမီးတဦးတေဆုံးသွားခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရကနေအိမ်ဆယ်လုံးစိုက်ကန်း၅ကန်းတို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘား16ရက်နေ့တရက်ထဲအတွင်းစစ်ကောင်စီတပ်မှနန်းစံမန်တုံမိုင်းငေါနဲ့မိုးကုံမြို့နယ်ကိုလေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ြည်သူလူထုနှစ်ဦးထိမှန်တရားရရှိခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီဟာအခုအော်တိုဝါတရက်နေ့မှ16ရက်နေ့အထိလေကြောင်းနဲ့မန်တုံမြို့ကိုတစ်ကြိမ်ကြောင်မဲမြို့ကိုသုံးကြိမ်တီဘောမျိုးကို9ကျိန်မိုင်းကောမျိုးကို2ကျိန်မိုင်းလုံးမျိုးကို4ကျိန်နမ်ဆန်မျိုးကို9ကျိန်နံပါတ်2မျိုးကို9ကျိန်မိုးမိတ်မျိုးကို3ကျိန်နဲ့မိုးကုံမျိုးကို2ကျိန်စုစုပေါင်း28ကျိန်လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။ အဆိုပါဘုံကြားရောက်ပောက်ကွဲမှုကြောင့်တန်ခါတော်နှစ်ပါးခလေး၈ဦးအမျိုးသား၁၂ဦးအမျိုးသမီး၁၉ဦးသေဆုံးခဲ့ပြီး ခလေး၁၁ဦးအမျိုးသား၁၆ဦးအမျိုးသမီး၁၉ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာနေအိမ်၁၃၈အိမ်စာသင်ကျောင်း၃ကျောင်းဖုန်းကျောင်း၃ကျောင်းကျောင်းဆောင်၇ဆောင်နဲ့အဆောက်အဦလေးခုတို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စီရေးသတိအမျှရှိရန်လိုအပ်ပြီး လေချောင်းရံမှာကာကွယ်နိုင်ရင်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီးလန်းတွေလိုင်းနာဆောင်ရွက်ရန်လိုအပ်တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်ရှိကျေးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံအရဲသားအများပြတိမ်းရှောင်နေရပြီးနှစ်ဖက်စီရင်တိမ်းမနေစေဖြစ်တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံကနေသိရပါတယ်။အောက်တိုဘာလ20ရက်နေ့ကအင်အားရချီရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာ တနင်္လာရီမြို့နယ်ဇဝဲကြီးရွာကနေဖာနီကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်။စစ်ရုပ်စုစစ်ကြောင်းထိုးတဲ့အတွက်လေးမိုင်ရေခမ်းကြောင်းဖာနီအပါအဝင်အနီးပတ်ဝန်းကျင်ကြီးရွာတွေမှာဒေသခံရချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့သူကစက်ပြောပါတယ်။ဒါ့အပြင်စစ်ရုပ်စုတပ်ဖွဲ့ဟာတနင်္လာရီမြို့နယ်သိန်းခွန်ကြီးရွာဘက်ကိုအင်အား900ကျော်နဲ့စစ်ကြောင်း900ကျောင်းခွဲပြီးစစ်ကြောင်းထိုးနေပြီးအဲ့ဒီအနီးတစ်ဝိုက်ကြီးရွာကဒေသခံတွေကလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ ဒီလိုမျိုးတနင်္လာရီမျိုးနယ်ရှိခြေရွာတွေဘက်ကိုအပြင်းထန်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့တော်လရေးပူးပေါင်းတပ်တို့ကြားမကြမကြတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံအခြေစိုက်တော်လရေးရဲဘော်တို့ကပြောပါတယ်။အခုရက်ပိုင်းနဲ့တနင်္လာရီမျိုးနယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အပါအဝင်တော်လရေးအင်အားစုတပ်ဘက်ကအထူးကြိုက်ကြဆုံးရှိနေပြီမယ်။အထူးကြကိုနှစ်ဖက်စလုံးကသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။အဲ့ဒီစစ်ကြောင်းထဲမှာအမှတ်၄၃ချင်းမြန်တဲ့ရင် အမန်2839 235 265 1601လျင်တက်လျင်းတွေပါဝင်ပြီးလိုအပ်တဲ့စကူရင်အားကိုစစ်မှုထမ်းတင်နန်းစင်တသားတက်ကနေဖြည့်တင်းနေတယ်လို့တော်လရင်အားစုဘက်ကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရစ်ချက်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလက်ရှိစစ်မြေပြင်မှာဖြစ်ပေါ်နေတဲ့စစ်ပွဲတွေရင်နာဖို့ရုရှားနဲ့ယူကရိန်းတို့ကိုတောင်းဆိုလိုက်ပါတယ်။ အော်တိုဘားလ19ရက်တနင်္ဂနွေနေ့ကချွမ်ကနှစ်ဖက်စလုံးဟာတပ်ပွဲတွေရက်ပြီးအနာဂတ်ဆွေးနွေးပွဲတွေမှာနေမြင်တဲ့ပတ်သက်တဲ့အသေးစိတ်ကိုဖြည့်ရှင်းသင့်တယ်လို့သတင်းတောက်တွေကိုပြောခဲ့ပါတယ်။လက်ရှိမှာရုရှားနဲ့ယူကရိန်းရှေ့တန်းဟာစစ်မှုအချက်အချာကြတဲ့ဒေသဖြစ်တဲ့ Donbass မှာဖြစ်ပွားနေတာပဲဖြစ်ပါတယ်။တပ်ပွဲတွေချက်ချင်းရက်သည့်ပြီးလူသက်တာတွေချက်ချင်းရက်ပြီးအိမ်ပြန်ကြပါလို့ထရမ့်ကပြောကြားခဲ့ပါလေ။ဒါ့အပြင်တိုက်ပွဲပြီးအောင်အသေးစိတ်ညှိနှိုင်းနိုင်ဖို့တော့အခက်အခဲနေသေးတယ်လို့ထက်လောင်းပြောကြားခဲ့ပါသေးတယ်။သမ္မတထရမ့်ကို ဒမ်ဘတ်ဒေတာနဲ့ပတ်သက်ပြီးတော့မေးမြန်းရမှာသူကလက်ရှိမှာနေမီရဲ့88ရာခိုင်နှုန်းကိုရုရှားကတင်နေပြီလို့ကျွန်တော်ထင်ပါတယ်အခုဒီတိုင်းပဲထားခဲ့လိုက်ပါသူတို့ကညှိနှိုင်းလို့ရတယ်လို့ပြောခဲ့ပါတယ်ယူကရိန်းကသူ့ရဲ့မြေအားလုံးကို ပြန်လည်တင်ယူဖို့အရင်ကတောင်းဆိုထားပါတယ်ခရိုင်းမီးယားကျွန်းဆွယ်နဲ့ယူကရိန်းရှေ့ပိုင်းရှိအခြားဒေတာတွေအပါအဝင်ရုရှားတင်ပိုက်ထားတဲ့နေမီအားလုံးကိုစစ်ရေးရတင်ယူပြီးတော့ယူကရိန်းကို စီးရရအနိုင်ရနိုင်ကြောင်း Trump ကိုယ်တိုင်ကပြီးခဲ့တဲ့လကအခိုင်အမာပြောကြားခဲ့ပါသေးတယ်။ရုရှားနဲ့ယူရင်းဂျာစစ်ပွဲကိုအမြန်အဆုံးတက်မယ်လို့ဂရီပေးခဲ့တဲ့အမေရိကန်သမ္မတဟာလာမယ့်သတင်းပတ်တွေမှာဟန်ဂရီမှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံမှုစီစဉ်ထားပါတယ်။ပြီးခဲ့တဲ့အပတ်က Trump ဟာယူကရိန်းသမ္မတဇလန်စကီကိုအင်ဗျူတော်မှာလက်ခံတွေ့ဆုံခဲ့ပြီးတော့ပျော်ပြောင်းမှုကိုပြသပါကပဏိပက္ခကိုအမြန်ဆုံးညီကုန်းချုပ်ဖို့အခွင့်အရေးရှိပါတယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော် Richard ပါ။ ယနေ့အော်တိုဝါလာ22ရက် VPN ရဲ့ပြည်တွင်းပြပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကျွန်မတိန်တိန်ပါ